ဒေတာဆန်တို့ကျင်းနိုဝင်ဘာ20ရက်နေ့ကျရင်အမေရိကန်ပြည်တော်စုမြို့တော်ဝါရှင်တန် DC တမရအင်ပီရိုရှိနဲ့တရုတ်တိုင်ယုံရှိလိုမှပြည်ညာ90ရောက်မြန်မာတွေစုပေါင်းဆန္ဒပြပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။ဒီဆန္ဒပြပွဲဖြစ်မြောက်ရေးအတွက်ဒေတာဆန်တို့ကျင်းနိုဝင်ဘာ10ရက်နေ့ကပြည်ညာ90ရောက်မြန်မာရေးဆောင်ရွက်သူတွေစီဝေးပြုလုပ်ခဲ့ကြပြီးဆန္ဒပြပွဲအတွက်လိုအပ်တာတွေကိုဆွေးနွေးခဲ့ကြပါတယ်။မတရားအာဏာသိမ်းတဲ့အချမ်းဘက်ဆဲအုပ်စုဟာသူတို့မှလုံပန်ခွင့်လုံးဝမရှိတဲ့တရားလဲမဝင်တဲ့တူအောင်ရွေးကောက်ပွဲလုပ်ဖို့ဆိုတာပြင်ဆင်နေပြီ။တမရကြီး Trump အနေနဲ့တူအောင်ရွေးကောက်ပွဲလက်မခံနိုင်ဘူးဆိုတာ င်တရားဝင်ပြောပြပါဆိုတော့ကျွန်တော်တောင်းဆိုတာဖြစ်ပါတယ်လူသားမျိုးနဲ့စုဖို့ကျူးပေါ်တဲ့ကြာဆွမှုတွေဆက်ရဆွမှုတွေမျိုးစုံကိုနေ့စဉ်နေ့စဉ်ကျူးလွန်နေတဲ့စစ်ကောင်းဆောင်နေတဲ့ပေါင်းပါအားလုံးကိုရေယူဆောင်ဖို့တဲ့လုပ်ပေးပါဆိုတော့တောင်းဆိုချက်တောင်းဆိုတာဖြစ်ပါတယ်အောက်တိုဘာ26ရက်နေ့ကနေ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူမှာကျင်းပခဲ့တဲ့58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်တက်ရောက်ခဲ့ပေမဲ့မြန်မာပြည်နဲ့ပတ်သက်ပြီးထိရောက်တဲ့ပြောဆိုဆွေးနွေးမှုမရှိခဲ့ပါဘူး။ အာဆီယံတစ်ခုလုံးအနေနဲ့စစ်ကောင်းဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုလေးလာဆောင်ကြည့်တဲ့အဖွဲ့တွေဆဲလွတ်ဖို့မရှိပေမဲ့အဖွဲ့ဝင်တနင်္ဂနွေချင်းစီအနေနဲ့ကတော့လေးလာဆောင်ကြည့်တဲ့အဖွဲ့တွေလုံမလွတ်အတိအလင်းကြီးညာထားတာမတွေ့ရသေးဘူးလို့မျိုးသားညီညွတ်ရေးဆိုရ NUG နိုင်ငံသားရေးဝန်ကြီးဌာနတူဝန်ကြီးကပြောပါတယ်အန်ယူဂျီအနေနဲ့ကတော့အကြမ်းမဖက်ဆန့်ကျင်တဲ့မူဟုသာကင်ဆယ်ပြီးစစ်ကောင်စီရွေးကောက်ပွဲကိုနိုင်ငံတကာကလက်မခံအောင်ကြိုးစားနေတယ်လို့ဆိုပါတယ်။ပထမဆုံးတော့လည်းလုံးဝမပေးတဲ့ထုတ်ရှောင်းမှုတွေကိုပြောင်းလဲဆောင်ရွက်ရမှာပေါ့နော်။အဲ့ဒီကနေပြီးတော့မှတစ်ဆင့်တကယ်လို့များအတိအ းချက်မဲ့မပေးမဖြစ်လို့ပေါ့နော်အကြောင်းအကြောင်းကြောင့်တို့ကလည်းအတရားတော့မှလုံတာမျိုးတွေရှိနိုင်တဲ့ခါကျတော့ဒီလိုမျိုးမဲ့ပေးဖို့ဖြစ်လာရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတဲ့ကိစ္စတွေဒါကြီးလဲစဉ်းစားဖို့လိုမယ်ပေါ့နော် နိုဝင်ဘာ20ရက်နေ့ကျရင်အင်မီရောရှေ့တယ်မကပဲတရုတ်တိုင်ကိုရှေ့မှာပါဆန္ဒပြရတာကတော့နိုင်ငံတကာစာမျက်နှာမှာမြန်မာရေးကိုတရုတ်ဆိုရကပေါ်ပေါ်ထင်ထင်ဝင်ရောက်ဆက်ဖက်နေတယ်ဆိုတာကိုမြင်သာစေဖို့မြန်မာရေးဆောင်ရွက်သူတွေကရည်ရွယ်ထားတာပါအတူအယောင်ရွေးကောက်ပွဲကိုကျွန်တော်ဘယ်သူမှလက်မခံဘူးအောင်မြင်မှာလည်းမဟုတ်ဘူးတရုတ်ကွန်မြူနီဆိုရဲဒီမတရားရဲ့ရွေးကောက်ပွဲကိုမကူညီဖို့အတွက်သူတို့ကန့်ကွက်တယ်ဆန္ဒပြတယ်သူတို့မရက်တန့်ခဲ့ရင်ကျွန်တော်မြန်မာပြည်သူတွေရဲ့အမုန်းကိုသူတို့နှစ်ပေါင်းများစွာခံရမယ်ဆိုတာသိပေးခြင်းဖြစ် ဲ့စစ်ကောင်စီတူရောင်ရွေးကောက်ပွဲကိုဆက်ညင်းနိုင်ငံတကာလှုပ်ရှားမှုတွေကိုအမေရိကန်၊ကနေဒါ၊ဩစတြေးလျဥရောပနိုင်ငံတွေနဲ့အာရှဒေသတွေနိုင်ငံတွေရောမြန်မာပြည်ဆောင်ရွက်သူတွေကစီစဉ်ဆောင်ရွက်နေတာဖြစ်ပြီးသက်ဆိုင်ရာနိုင်ငံတွေရဲ့လွတ်တော်တဲ့အစိုးရအသီးသီးစီကိုထိရောက်တဲ့ချင်းကပ်သတင်းပေးတာတွေပြုလုပ်နိုင်မှုကြိုးစားနေတာလည်းဖြစ်ပါပဲ။ကျွန်တော်သုတချန်တာပါ။တောင်းကြပါရစေ။အထူးသဖြင့်ခရစ်အမေဒေါ်စု